မကြသေးမီကစစ်ကောင်စီတပ်တွေအင်အားသုံးသိမ်းယူထားတဲ့ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်တောင်မဲတင်ကျေးရွာအနီးမှာစစ်ကောင်စီ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။အော်တိုဝါလာ9ရက်နေ့မနက်ပိုင်းကနေညနေပိုင်းထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။ KNDF နဲ့ PDF 1339တပ်ရင်းတွေပြန်တိုက်နေတာမြေပြင်တိုက်ပွဲအခြေအနေမသိရသေးဘူး။ စစ်ခွေးတွေအထိနာလို့လေရင်ပြစ်ကူပေးနေရပြီလို့သတင်းရင်းမြစ်ကမဲခေါင်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလဒုတိယပတ်ကစစ်ကောင်စီနဲ့တူလောက်ခံ PNO ပြည်သူစစ်တွေကပင်လောင်းမြို့နယ်လုံပြင်ကျေးရွာအုပ်စုမှာရှိတဲ့တောင်မဲတင်ပင်ပွန်းနန်နေလုံပြင်စတဲ့ကျေးရွာတွေကိုဒေသခံတော်လှန်ရေးတပ်တွေနဲ့ကင်းနီပူပေါင်းတပ်တွေလက်ကနေအင်အားထောင်ချီတုံးပြီးထိုးစစ်ဆင်ရယူခဲ့တာဖြစ်ပါတယ် ကရင်နီရှမ်းတောင်နယ်ဆက်ဖဲခုံမြို့နယ်နဲ့မိုးပြန်းမြို့တွေမှာလည်းစစ်ကောင်စီတပ်ပီအန်အိုပြည်သူစစ်တွေနဲ့တော်လိုင်းအင်အားစုတွေကြားမကြမကြတိုက်ပွဲတွေဖြစ်နေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကအောက်တိုဘာလ6ရက်ကထုတ်ပြန်ထားပါတယ်